မားရမှုများကိုစဉ်းစားခြင်းအပေါ်စီစစ်ခြင်းတင့်ကြွခြင်းမှုများမှာတေချာစွာစဉ်းစားနိုင်ခြင်းဖြင့်စိတ်ဖြည့်စည်းမှုအခြေအနေကိုအကောင်းဆုံးကင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။သင်စဉ်းစားခဲ့ပြီးတော့မားရမှု15မျိုးနဲ့ပတ်သက်ပြီးတမျိုးချင်းစီနဲ့ဆက်ဆက်သောဥပမာတစ်ခုစီကိုအောက်ပါပုံစံအတိုင်းကွက်လက်နေရာ၌ဖြည့်စွက်ရေးသားပေးပါ။ဒီကားအတင်ကိုယ်တိုင်မှားခဲ့သောအခြေအနေအသီးသီးအား ကိုယ်တိုင်နားလည်နိုင်စွမ်းရှိလာပြီးပြုပြင်ခြင်းနဲ့စိတ်ကိုပါ တခါတည်းမွေးဖွားပေးမှာဖြစ်ပါတယ်။သင်စဉ်းစားခဲ့သောအမှား15မျိုး၁အရာအလုံးအားမှားယွင်းစွာစဉ်းစားခြင်းဘယ်အရာကိုမှလေးနက်စွာစဉ်းစားမှုမရှိခြင်း၂။အခြေအနေတရက်အဖြစ်ပုံသေးတတ်မှတ်တတ်ခြင်း၄။လေးပဲတတ်ခြင်း၃။မကောင်းသောအကြောင်းအရာများကိုအာရုံစိုက်တတ်ခြင်း၄။မကောင်းမြင်သောစိတ်ဖြင့်စဉ်းစားခြင်း၅။ တဖက်လူဤစိတ်အားမာယွန်းစွာဖတ်ကြားခြင်း6ကံကြမ္မာကိုစစ်ဆေးခြင်း9ပုံကြီးချဲ့တက်ခြင်းရေးကြီးခွင်ကျယ်လှုပ်တက်ခြင်း8အဖြစ်မှန်အခြေအနေအားအတိတ်ပဲလေးနက်မှုယော့ပါစေခြင်း9စိတ်ခံစားမှုအရာအကြောင်းပြချက်များ10သူတစ်ပါးကိုပြစ်တင်လွှဲချခြင်း17အယူတီးမှုလွန်ကဲခြင်း12ပုပ်ဆူပုပ်ကိုယ်ဆွဲအတင်းဆွဲထားရှိခြင်း73 တောင်းဆိုမှုများခြင်း၁၄တူပဟန်ဆောင်တက်ခြင်း၁၅မခံမရက်မနိုင်ဖြစ်ခြင်းနိုင်ရှင်စဉ်းစားခြင်းတင်ကြုံတွေ့ရင်ဆိုင်ရတဲ့အဖြစ်အပျက်ကအဆုံးစွန်ရောက်နေတယ်ဆိုရင်သို့မဟုတ်တင်ကအဆုံးနှစ်ပါးနဲ့ကြုံတွေ့နေရတယ်ဆိုရင် နိုင်ရှင်စဉ်းစားခြင်းတွေအလုပ်ဖြစ်ပါလိမ့်မယ်ဥပမာအနေနဲ့တင်ဟာအဆိုးဆုံးနဲ့အကောင်းအကောင်းဆုံးနဲ့အဆိုးရွားဆုံးဆိုတဲ့အဆုံးနှစ်ဖက်ကြားမှာ ရောက်နေခဲ့တဲ့အခါအဲ့ဒီနှစ်ခုကိုနိုင်ရှင်စဉ်းစားရမယ့်အပြင် အကောင်းဆုံးအလင်းလက်ဆုံးသောအနေအထားနဲ့အမှောင်ဆုံးအနေအထားတို့အကြားမလင်းလုံးမမှောင်လုံးသောမိခိုးရောင်မှတ်မှိုင်းအခြေအနေကိုသာအမြတ်ဆုံးအဖြစ်လက်ခံထားရမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဘယ်အရာကိုမှလက်ရာဆုံးလက်ဝဲဆုံးမရောက်အောင်တတိပြုထိန်းချုပ်ဖို့လိုပါတယ်ဒါမှသာမြတ်တစွာရှင်သန်ရည်တည်နိုင်မှာပါဒါကြောင့်အကောင်းကြီးပဲလိုချင်လို့မဖြစ်သလိုအဆိုးကြီးကိုပဲလက်ခံစရာမလိုပါဘူးတင့်ကိုယ်တင်ရင်းနှီးအောင်မိတ်ဆွေဖွဲ့ပါ သင်းမိသားစုဝင်တအူသို့မဟုတ်လုတ်ခိုင်လုတ်ဖို့ဂိုင်ဘက်တယောက်ယောက်ကအမားတခုခုလုံမိတယ်ဆိုရင်သင်ကဘလို့တုတ်ပြန်မလဲလူအများစုအနေနဲ့တို့တိကျွမ်းရင်းနှီးပြီးသားသူတယောက်အမားတခုခုလုံမိတဲ့အခါအကူအညီပေးပြီးဝိုင်းဝန်းဖြည့်ရှင်းပေးလို့စိတ်ရှိတတ်ကြပါတယ်သင်ကအမားကို အကူအညီပေးလို့တဲ့အခါဖြစ်စေအများစီကအကူအညီကိုရလို့ရလို့တဲ့အခါမှာဖြစ်စေပထမဦးစွာသင်ကိုယ်သင်အမှန်အတိုင်းနားလေလက်ခံနိုင်အောင်ရင်းနှီးအောင်လုပ်နိုင်မှုလိုပါတယ် တနည်းအားဖြင့်တင့်အားနည်းချက်တွေကိုအမှန်အတိုင်းနားလည်လက်ခံထားမှသာတင့်အတွက်လိုအပ်တာမှန်သမျှကိုအပြင်သိဆုံးသောအနေအထားထိအောင်ရောက်ရှိအောင်လှုံ့ဆော်နိုင်မှာဖြစ်ပါတယ်။စိတ်ဖိစီးမှုအားအထူးရောက်ဆုံးရောကြစေဖို့အတွက်အခြေအနေတစ်ခုစီ၏ကောင်းခြင်းဆိုးခြင်းအခြေအနေအရရအားတဘာဝကြကြလက်ခံထားနိုင်မှုလိုပါတယ်။တခါတရံလူတွေဟာကိစ္စတောင်းဝန်တွေဆောင်ရွက်မှုမှာအမားအယွင်းတွေရှိခဲ့ရင်တခြားဘာမှမသိနားမလည်သူတွေအပေါ်အပြစ်တင်လွှဲချတာမျိုးလုံးမိတက်ကြပါတယ်။ ဒီလိုမဖြစ်ရစေဖို့မိမိအမှန်တကယ်ကြုံတွေ့ရင်ဆိုင်ရတဲ့အဖြစ်အပျက်တွေကိုအရှိအတိုင်းခွဲခြားစီစစ်ပြီးအာသာချက်နဲ့အားနည်းချက်အတိုင်းအတာကွာဟမှုတွေကိုတိုင်းတာပေးရပါမယ်။ဒါကြောင့်ပထမဦးစွာတင်ရင်ဆိုင်ကြုံတွေ့ရတဲ့အမှားတွေပြဿနာဖြစ်စေတဲ့အမျိုးမျိုးသောကွာခြားချက်တွေကိုခြာရေးပေးပါ။ထို့နောက်စာရွက်တစ်ရွက်အပေါ်ဆက်ဝိုင်းတစ်ခုရေးဆွဲပြီးတင်ကြုံတွေ့ရတဲ့အခြေအနေအကြောင်းအရာများအားဆက်ဝိုင်းတွင်အစိတ်အပိုင်းအငယ်များအဖြစ်ပိုင်းခြားပြီးပြောပြပေးပါ။ စာဝိုင်းတွင်ဖော်ပြထားသောအစိတ်အပိုင်းတစ်ခုစီကတင်ဘက်ကအားနေချက်လိုအပ်ချက်နဲ့ဆောင်ရွက်ရမယ်တာဝန်ဝတ္တရားတွေကိုကိုစားပြုပါတယ်လုပ်ငန်းအဖွဲ့အစည်းအတွင်းလက်အောက်ဝန်ထမ်းတွေကအထက်အရာရှိဖြစ်တဲ့တင့်အပေါ်အပြစ်တွေလွှဲခြားသည့်အခါဖြစ်စေတမတ်နောက်ဆုံးရမတိုင်ခင်အပြီးတက်ရမယ်လုပ်ငန်းများအတွက်မိသူထံတွေမှာတာဝန်ရှိသူကိုတည်နိုင်မှုဖြစ်စေစွမ်းဆောင်ရင်းနဲ့ကျွမ်းကျင်မှုအပိုင်းတွေကဘယ်နေရာတွေမှာရှိနေသည်ကိုဖြစ်စေအတိအကျသိရှိနိုင်မှုပေါ်ပြပါဆက်ဝိုင်းကိုအသုံးပြုတင်ပါတယ် ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့စိတ်ဖိစီးမှုပြဿနာဘယ်လိုဖြေရှင်းမလဲ How to deal with stress creating success စာအုပ်အပိုင်း၃ပဲဖြစ်ပါတယ်ဂျေနီတိုးတက်မှုအခြေအနေလားလေ့လာခြင်းအခြေအနေဂျေနီကလောက်ကလောက်ဖို့ဂိုင်းမ9ရောင်းနဲ့အတူဌာနခွဲတစ်ခုမှာအလုပ်လုပ်နေသူတယောက်ဖြစ်ပါတယ်ဂျေနီနဲ့အဖွဲ့ကတတ်မှတ်နောက်ဆုံးရက်မတိုင်ခင်အပိသက်တင်ပေးရမယ့် project ကိုအောင်မြင်အောင်မလုပ်နိုင်ခဲ့ပါဘူး ဒါကိုသူမရဲ့အပြစ်ကြောင့်လို့ဂျင်းနီကအပြစ်အဝခံယူလိုက်တယ်။သူမကိုသူမအသုံးမချသူတယောက်အဖြစ်ခံယူလိုက်တာကြောင့်အလုံးလောက်ရမှာစိတ်တက်တကြွမှုမရှိတော့သလိုသူမကိုတိုင်လည်းယုံကြည်မှုတွေစတိုက်ရော့ချခဲ့ပါတယ်။သူမစဉ်းစားမိလိုက်တဲ့အမှားတွေအားလုံးဟာစိတ်ခံစားမှုပါတဲ့စဉ်းစားတွေးခေါ်မှုတွေဖြစ်နေတာတွေ့ရပါတယ်။ figure 3.1ရဲ့ဖော်ပြချက်အရသူမမှာတာဝန်ရှိမှုကတရားရာခိုင်နှုန်းအထိရှိတယ်လို့ ထင်မြင်ယူဆစဉ်းစားမိပုံကိုသိရှိနိုင်ပါတယ်။တတ်မှတ်နောက်ဆုံးရမတိုင်ခင်အပီးတတ်နိုင်ခြင်းမရှိသော project အတွက်မိမိနိုင်အပြည့်အဝတာဝန်ရှိသည်ဟုခံယူထားသောစိတ်ခံစားချက် တရားရာခိုင်နှုန်းဂျင်းဒီကစက်ဝိုင်းပုံရေးဆွဲလိုက်တော့လဲစက်ဝိုင်းပုံမှာအလုံးနဲ့ပတ်သက်သောအကြောင်းအရာအသေးစိတ်ကိုတိကျစွာဖော်ပြထားခြင်းမရှိပါဘူး။ဒါဟာတာဝန်ဝတ်တရားတွေကိုကိုစားပြုတဲ့စက်ဝိုင်းကသူမနဲ့သာတက်ဆိုင်နေဆိုတဲ့ခံယူချက်ကိုရည်ညွှန်းခြင်းသာဖြစ်ပါတယ် သို့တော်လည်းနောက်ပိုင်းမှာသူမတယောက်တည်းရဲ့တာဝန်တွေမဟုတ်ပဲဆိုင်းရာတာဝန်တွေယူရတဲ့အခြားလူတွေရဲ့အားနည်းချက်ကြောင့်လည်းယခုလိုကြာရှုံးရတဲ့သဘောထားအမှန်ကိုတေချာသိမြင်ခဲ့ရပါတယ်။ဒါကြောင့်ဂျင်းဒီက figure 3.2မှာစက်ဝိုင်းအတွဲအစိတ်အပိုင်းတစ်ခုစီအလိုက်တခြားလူတွေပါထမ်းဆောင်ရမယ့်တာဝန်ဝတ္တရားတွေကိုအသေးစိတ်ဖော်ထုတ်အပြည့်ပေးနိုင်ခဲ့ပါတယ်။တစ် director တို့ညွန်ကြားထားသောသဘာဝမကျသည့်တတ်မှတ်နောက်ဆုံးရက် နှစ်ဒါရိုက်တာများအဘယ်သူမှအယုံအကြည်မရှိပါသုံးနေရာဒီအားလည်းရအတွင်း project များဌာနဆိုင်ရာများဤနောက်ကျသောတည်င်းအချက်အလက်များငါအသင်းအဖွဲ့ဝင်တဲ့များကနောက်ကျသေးသည်ရှေ့တွင်ဖော်ပြခဲ့သည့်ပထမဆက်ဝိုင်းပုံအရလူတိုင်းကိစ္စတိုင်းအတွက်တရားရဂိုင်းနှုတ်တောင်းဝန်ရှိတာကိုဖော်ပြပါရယ်ဒုတိယဆက်ဝိုင်းကတော့တင်ဘဲအစိတ်အပိုင်းတွေမှာပါဝင်ပြီးဘယ်သူတွေကဘယ်အစိတ်ပိုင်းမှာအဓိကတာဝန်ရှိတယ်ဆိုတာကိုခွဲခြားဖော်ပြပြထားခြင်းဖြစ်ပါတယ် လုပ်ငန်းကျရှုံးမှုများနဲ့ပတ်သက်ပြီးမြေသူမှတာဝန်ရှိသည်တည်းလုပ်ငန်းထိခိုက်ကျရှုံးမှုနဲ့ပတ်သက်ပြီးတင့်ကိုတင် ပြစ်တင်ခဲ့ပြီးတော့နောက်ဆုံးအခြေများအပြန်လဲစဉ်းစားပေးပါနှစ်ထို့နောက်ပြဿနာနဲ့ဆက်ဆက်ပတ်သက်နေသောအခြေအနေများအချရေးပေးပါ၃ဆက်ဝိုင်းပုံတစ်ခုကိုရေးဆွဲပြီးအခြေအနေတစ်ခု နှစ်ပတ်သက်၍တင့်တာဝန်ယူရသောအစိတ်အပိုင်းအားခွဲခြားဖြစ်စွက်ပေးပါ၄ တင့်အနေနဲ့အမှန်တကယ်တာဝန်ရှိသူဟုတ်မဟုတ်စီစစ်ပေးပါ လုပ်ငန်းနဲ့ပတ်သက်ပြီးတင့်စိတ်ခံစားမှုကဘယ်လိုရှိတယ်ဆိုတာကိုတေချာစွာသိအောင်စူးစမ်းပေးပါလုပ်ငန်းလိုအပ်ချက်နဲ့ပတ်သက်ပြီးတင်ကသူတပားအပေါ်ပြစ်တင်လွှဲချခြင်းရှိမရှိပြန်လဲသုံးသပ်ပေးပါတက်တဲ့အထောက်အထားများအားရှာဖွေခြင်းလုပ်ငန်းဆိုင်ရာပြဿနာများအမှန်အတိုင်းသိရှိအောင်လောက်ရနိုင်တစ်ဖက်သက်ထင်မြင်ယူဆချက်ထားရှိခြင်းတစ်ဖက်သားစိတ်ကိုဖတ်ကြားခြင်းတွေကိုရှောင်ကြဉ်ရမှာဖြစ်ပါတယ တဲ့အနေနဲ့စိတ်ဖိစီးနှိပ်စက်ခံရခြင်းတွေကိုထိရောက်စွာဂိုင်းတွင်နိုင်စေဖို့အတွက်မှန်ကန်တဲ့တပ်တွေအထောက်အထားတွေကိုရှာဖွေဖို့လိုပါတယ်။တဲ့အတွက်အထောက်ကူပြုနိုင်မဲ့အခြေအနေတွေကိုရှာဖွေခြင်းနဲ့အခါတင့်မိသားစုမိษွေ အပေါင်းအသင်းလှုပ်ဖို့ဂိုင်းဘက်တွေကိုအာရုံစိုက်ပေးပါ။ပြောင်းလဲပြင်လဲဖြစ်အောင်မျှတစွာစဉ်းစားပေးပါ။တစ်ဖက်သက်စဉ်းစားခြင်းမှမှန်ကန်သောနည်းလမ်းဖြင့်မိမိဆန္ဒပြေဝအောင်စဉ်းစားခြင်းအတားစိတ်ကိုရှည်ရန်တင်စဉ်းစားခြင်းတွေရှိနေသမျှ သင်ရဲ့အားနည်းချက်နဲ့ကြာရှုံးရတဲ့အခြေအနေမှန်ကိုသိရှိခွင့်မရတော့ပဲအစဉ်အမြဲမှားပြီးမှားယွင်းနေပါလိမ့်မယ်လုပ်ငန်းအစီအစဉ်တစ်ခုကိုမှန်ကန်တဲ့နည်းလမ်းနဲ့အောင်မြင်လို့တဲ့အခါသင်ကိုယ်သင်ငါလုပ်ငန်းကိုကောင်းကောင်းဆောင်ရွက်နိုင်သူတယောက်ပဲဆိုတော့ကို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 ရည်သွေးအထင်ကြီးတဲ့စိတ်မရှိရအောင်တခါတည်းဖယ်ထုတ်ရမှာဖြစ်ပါတယ်နောက်ထပ်စင်ကြင်ရမယ့်တွေးထင်မှုတွေလည်းအများကြီးရှိပါသေးတယ်ဒါတွေကတော့ကျုပ်ကလေးတွေအားလုံးကြောင်းမှာစာတော်နေစေရမယ့် ကျွန်တော်ကဘလို့အခက်အခဲတွေပဲကြုံကြုံအောင်မြင်အောင် လုပ်နိုင်ခဲ့တာကြီးပဲဆိုတဲ့စကားတွေကိုအတက်နိုင်ဆုံးရှောင်ကျင်ပေးပါတဲ့အနေနဲ့မျှတစွာစဉ်းစားတက်သူဖြစ်ခဲ့ရင်တော့အခုလိုပြောပြပါလိမ့်မယ်ကျွန်တော်ဘက်ကလုပ်ငန်းကိုအကောင်းဆုံးလုပ်ကျင်ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ကျွန်တော်အသေးချာမလုပ်နိုင်ခဲ့ပါဘူးစိတ်ခံစားမှုများအားတတိပြုထိန်းချုပ်ပေးပါလူတဦးမှာစိတ်ခံစားမှုတွေလွှမ်းမိုးလာပြီဆိုရင် အရာရာကိုအမှန်တိုင်းရှုမြင်နိုင်စွမ်းမရှိတော့ဘဲ စဉ်စားတွေးခေါ်ယူဆမှုတွေအားလုံးအမားတွေများလာပါလိမ့်မယ်။ဒီအခါစိတ်ပြီးဈေးမှုကြောင့်ပေါ်ပေါက်လာတဲ့အမားတွေကတင့်အတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေကိုလွဲချော်စေတော့မှာဖြစ်ပါတယ်။စိုးရင်ကြောင်းကြခြင်းတွေးတောပူပန်ခြင်းကိုကိုကိုယုံကြည်မှုမရှိခြင်းစိတ်ဆိုးလွယ်ခြင်းဆက်ဆက်ထိမခံနိုင်လောက်တဲ့အထိစိတ်ခံစားမှုလွယ်ကူခြင်းသောသာထွက်ခြင်းဆိုတဲ့စိတ်ခံစားမှုအမျိုးမျိုးဟာတင့်အတွက်အရေးပါတဲ့အခြေအနေတိုင်းကိုအစဉ်အမြဲချင်းချောက်နေမှာဖြစ်ပါတယ် စိတ်ခံစားမှုတွေကို အကောင်းဆုံးထိန်းချုပ်နိုင်စွမ်းမရှိခဲ့ရင် စိတ်ဖီစီနှိပ်စက်မှုတွေတစတစထက်တစမြင့်တက်လာမှာဖြစ်ပြီးမလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဇက်တိုက်ဝင်ရောက်လာပါလိမ့်မယ်။တင်ကားဒေါ်လာထွက်နေခြင်းအတွင်းတင်တွေ့ကြုံရတဲ့လူတိုင်းအပေါ်အကောင်းမမြင်နိုင်ပဲမကောင်းတဲ့စိတ်ခံစားချက်တွေနဲ့သာကြည့်ရှုပြမှာဖြစ်ပါတယ်။ဒေါ်သာထွက်နေခြင်းအတွင်းတစ်ဆုံးဖြတ်ချက်တွေအမှားဖြစ်နိုင်တာကြောင့်ဒေါ်သာစိတ်ပြေသွားတဲ့အခါမှသာ အရေးပါတဲ့ဆုံးဖြတ်ချက်တွေကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဒေါ်လာစိတ်မရှိတဲ့အချိန်တွေမှာကျုံတို့ရင်ဆိုင်ရတဲ့ပြဿနာအခက်အခဲတွေဘလောက်ပဲရှိရှိအရာရာကိုအကောင်းမြင်စွာနဲ့စီမံဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။အကူအညီဖြစ်စေသောစိန်ခေါ်မှုများအချို့သောစိန်ခေါ်မှုတွေဟာကျွန်တော်တို့အတွက်ဆိုးရွားတဲ့အခြေအနေတွေကြီးပဲပေးတတ်တာမျိုးမဟုတ်ပဲအကူအညီဖြစ်စေတဲ့အသည့်ကောင်းကျိုးပြုတတ်ပါတယ်။အကူအညီဖြစ်စေသောစိန်ခေါ်မှုတွေကိုနားလည်လက်ခံစွာဖြင့် အတုံးချနိုင်စေဖို့ရှေ့တွင်ဖော်ပြခဲ့ပြီးတော့ A B C D E F ဆိုတဲ့အဓိပ္ပာယ်ခွဲခြားသတ်မှတ်သောပုံစံကိုဇာတ်အဖြစ်ရေးဆွဲအသုံးပြုပါထို့နောက် A B C စသည့်တခုချင်းစီနှင့်ပတ်သက်သော အကြောင်းအရာများအား၎င်းတို့နှင့်သက်ဆိုင်သောနေရာများတွင်ဖြစ်စွာရေးသားပါ A B C D E F အတွက်ဆောင်ရွက်မှုအဆင့်ပေါင်း6ဆင့်ကိုရရှိပါလိမ့်မယ်ဆောင်ရွက်မှုအဆင့် စိတ်ဖိစီးမှုဖြစ်စေသောအခြေအနေသို့မဟုတ်စိတ်ဖိစီးဇရာဖြစ်စေသောအကြောင်းအတရားတစ်ခုကို သင်ခံစားရသည့်အတိုင်းပြန်လည်စဉ်းစားပေးပါဥပမာအနေနဲ့သင်ဘက်ကတတ်မှတ်နောက်ဆုံးရမတိုင်ခင်ပြီးပြတ်တဲ့သောအလုပ်ကိစ္စများမပြီးပြတ်ခဲ့ရသောအခြေအနေကြောင့်စိတ်ဖိစီးခံရပုံကိုစဉ်းစားပေးပါထို့နောက်ဇရာကွက်3.3ပါပထမဆုံးကော်လံရှိအေနီယာ၌၎င်းကိုဖြစ်ဆွဲရေးသားပေးပါအဆောင်ရွက်မှုအစစ်နှင့် တဲ့အပြုတ်အမှုများနဲ့တင့်ခံစားချက်တို့အားစီနီယာရှိတတရားမြောက်ကော်လန်ရှိရာ၌ဖြစ်စွာပေးပါဥပမာအနေနဲ့တင့်အပြုတ်အမှုကစိုးရင်ကြောင်းကြခြင်းလှုပ်ရှားမှုများလေးကံဖိနှဲ့ခြင်းတွေကိုဆိုလိုပါတယ်ဒီအခြေအနေအနေအထားတွေဟာကော်လန်စီရဲ့အတိတ်အပေပေါ်ပြချက်အတိုင်းတင့်ရဲ့အရေးပါသောအကျိုးဆက်တွေကိုရည်ညွှန်းနေပါတယ်ဆောင်ရွက်မှုအဆင့်သုံးကော်လန်အေရှိအခြေအနေများအားပြန်လည်စဉ်းစားပြီးစီရင်ပေါ်ပြချက်များအားပြန်လည်ခန်းစားပေးပါ တင်ကစိတ်ဖိစီးမှုတွေရဲ့ဒဏ်ကိုခံစားနေရတဲ့အခါစိတ်ဖိစီးမှုခံစားရတဲ့အခြေအနေရောကြစေမဲ့စဉ်စားတွေးတောမှုတွေကိုခြာရေးပေးပါစိတ်ဖိစီးမှုရောကြစေတဲ့စဉ်စားတွေးခုံမှုတွေဆိုတာကတင်ဘလိုခံစားရတယ်ဆိုတာတွေကိုတတ်တာပြောင်းကင်းအောင်စွမ်းဆောင်ခြင်းပဲဖြစ်ပါတယ်ဆောင်ရွက်မှုအဆင့်လေးတင်ဘကတစုံတရာအငင်းပွားစရာရှိနေခဲ့ရင်ဆောင်ရွက်မှုအဆင့်၃မှာဖြစ်ဆွတ်ရေးသားခဲ့တဲ့အချက်ကိုတေးကြစွာစစ်ဆေးပေးပါ တဲ့ယုံကြည်မှုပြောင်းအပြောင်းအလဲများအကောင်းဆုံးဖြစ်အောင်ကြိုးစားပါအခုအညီဖြစ်စေသောစိန်ခေါ်မှုများပါသည့်မိဂုံများကျုံတွေ့ရသောစိန်ခေါ်မှုတွေကသဘာဝကျပါသလားကျွန်တော်ရဲ့စဉ်စားစင်ကြင်ခြင်းတွေကိုတိတ်ပံပညာရှင်တယောက်အနေနဲ့သဘောတူလက်ခံနိုင်စွမ်းရှိပါသလားကျွန်တော်ယုံကြည်မှုတွေအတွက်တသက်အထောက်အထားတွေကိုဘယ်မှာရရှိနိုင်မလဲ။ဒါဟာကျွန်တော်ရဲ့အမှန်တကယ်ယုံကြည်မှုလား ကျွန်တော်တငယ်ချင်းတွေနဲ့လှုပ်ဖို့ဂိုင်ဘက်တွေကကျွန်တော်ရဲ့စိတ်ကူးအတွေ့အကြုံအကြံစီတွေကိုသဘောတူလက်ခံနိုင်ပွဲရှိပါသလားလူတိုင်းကကျွန်တော်ရဲ့စိတ်နေစိတ်ထားကိုမျှဝေခံစားနားလည်ပေးနိုင်စွမ်းရှိပါသလားမရှိဘူးဆိုရင်အကြောင်းပြချက်ကဘာလဲကျွန်တော်ကကိုယ်တိုင်အတွက်ရောအခြားလူတွေကိုပါအရာရာအဖြစ်အနာအဆာမရှိ အကောင်းဆုံးဖြစ်စေချင်ပါတယ်ဘယ်ရာတွေဘယ်ရာတွေကအခြေအနေအရရက်ကိုအဆိုးရွားဆုံးဖြစ်စေပါသလဲ ကျွန်တော်ကအသေးအဖွဲကိစ္စတွေကိုပုံကြီးချဲ့မိပါသလားစိုးရွားတဲ့အခြေအနေတွေကနေ1 3 6လအတွင်းမှာဖြစ်လာနိုင်ပါသလားနှစ်နှစ်ဆိုတဲ့ကာလအတွင်းအရေးကြီးတဲ့ကိစ္စတွေရှိလာနိုင်ပါသလားစိုးရွားတဲ့ထိခိုက်မှုလိုမျိုးကြီးမားတဲ့ပြဿနာတွေရှိလာနိုင်ပါသလားပြဿနာကိုပုံမှုကြီးကျယ်ရှုပ်ထွေးအောင်ချဲ့ကားမိပါသလားမနှစ်မြို့စရာအခြေအနေတရက်အပေါ်ဆက်လက်တီးခံနိုင်စွမ်းမရှိတော့ဘူးဆိုရင်နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်ပါသလဲ ကျွန်တော်ကဆက်ပြီးတီးမခံနိုင်တော့ဘူးဆိုရင်အမှန်တကယ်ဘာတွေဖြစ်လာမလဲကျွန်တော်ဤအားနည်းချက်တွေအပေါ်ဆက်လက်အာရုံစိုက်ထားဖို့လိုပါသလားသို့မဟုတ်ကျွန်တော်ဤစွမ်းရည်တွေကိုမျက်ကွယ်ပြုထားရမှာလားကျွန်တော်ဤစဉ်စားတွေ့ကုန်မှုနဲ့စိတ်နေစိတ်ထားတွေက ကျွန်တော်အပေါ်အကျိုးတက်ရောက်မှုကောင်းတွေပေးနိုင်ပါသလားကျွန်တော်ဤယုံကြည်မှုတွေကကျွန်တော်ဘဝရည်မှန်းချက်ပြည့်မြောက်အောင်တည်တာသောအကူအညီပေးနိုင်ပါသလား ကျွန်တော်ဘဝရည်မှန်းချက်တွေကပြဿနာပြေရှင်းရေးအတွက်အဓိကဦးတည်နေပါသလားမိတ်ဆွေတယောက်ယောက်ကျုပ်လို့ကျွန်ုပ်လိုအလားတူပြဿနာတစ်ခုခုကို လုပ်ခဲ့ရင်အဲ့ဒီမိတ်ဆွေကိုပြစ်တင်ကဲ့ရဲ့ဝေဖန်သင့်ပါသလားကျွန်ုပ်ကြောင့်ပြဿနာတစ်ခုခုပေါ်လာတယ်ဆိုရင်ဒါဟာကျွန်ုပ်အသုံးမချလို့ကျွန်ုပ်အရေးအခြေမပြည့်မီလို့ဒိုးတက်မှုအတွက်မျော်လင့်ချက်မရှိလို့ဆိုတဲ့အတိတ်ပဲတက်ရောက်ပါသလားကျွန်ုပ်ဘက်ကဒါဖြစ်တဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့တောင်းဆိုမှုတွေများနေတက်ပါသလားတခြားလူတွေအပေါ်အပြုတ်သဘောဆောင်အကောင်းမြင်တဲ့စိတ်တွေရှိနေပါသလားအကောင်းဆုံးတွေအတွက်ရုန်းကန်စ조사ပြီးအကောင်းဆုံးတွေကိုဒါထိုက်ထိုက်တန်တန်တောင်းဆိုတက်ပါသလားကိစ္စရတိုင်းကိုကိုယ်သဘောနဲ့ကိုယ်တာဝန်ခံဆောင်ရွက်တက်ပါသလားတခြားလူတွေရဲ့မမျှတမှုတွေနဲ့ပတ်သက်ပြီးအပြစ်တင်တက်ပါသလားသို့မဟုတ်ကိုယ့်ကိုယ်ကိုအပြစ်တင်တက်ပါသလား ကော်လံဘီမှာရှိတဲ့ယုံကြည်ချက်တွေကိုစိန်ခေါ်မှုပြုနိုင်ဖို့အတွက်အထက်ပါမေးခွန်းတွေကမြားစွာ အထောက်အကူပြုပါတယ်ကော်လံဘီအတွက်ယုံကြည်မှုဆိုင်ရာမေးခွန်းတွေကိုမေးရမှာအဓိကကျတဲ့ပုံစံ၃မျိုးနဲ့မေးနိုင်ဖို့လိုပါတယ်ဥပမာ၁ဒါဟာစဉ်းစားစဉ်ကျင်ဉာဏ်ရှိတဲ့ယုံကြည်မှုဖြစ်ပါသလား၂မှန်ကန်တယ်လို့ယူဆနိုင်တဲ့ယုံကြည်မှုဖြစ်ပါသလား၃အကူအညီဖြစ်စေတဲ့ယုံကြည်မှုဖြစ်ပါသလား တင်းကိုတင်တင်းလျော်တဲ့မေးခွန်းတွေမေးပြီးပြီဆိုရင်ဘီကော်လာမှာတင်းဖြစ်ဆွတ်ရေးသားထားတဲ့တင်းယုံကြည်မှုတွေကိုလိုအပ်တယ်လို့အနေငယ်ပြုပြင်မိုးမှန်ပေးပါဒါဆိုရင်တင်းအတွက်ပို့ပြီးတော့ဂျိုးချောင်းစီလျော်မှုဖြစ်စေပါလိမ့်မယ်ဒါတွေမှာပို့ပြီးဂျိုးချောင်းဆင်ကျင်နိုင်မယ်ပို့ပြီးတော့လည်းအကူအညီဖြစ်စေနိုင်ပါတယ်ထို့နောက်အသည့်ဖြစ်အောင်မိုးမှန်ပြင်ဆင်ခြင်းဆိုသည့်ယုံကြည်ချက်များအားကော်လန်တစ်တွင်ချရေးပေးပါဆောင်ရွက်မှုအဆင့်က အင်းစင်ကိုရောက်လာပြီးဆိုတာနဲ့တင့်ရဲ့စိတ်ပြီးစည်းမှုတွေကိုရှင်းချနိုင်မဲ့ဖြည့်ရှင်းမှုနီးလန်းတွေကိုချီးကပ်နိုင်ပြီဖြစ်ပါတယ်။ဥပမာအနေနဲ့စိတ်ပြီးစည်းမှုကြောင့်တင့်အတွက်အလဟတ်ဆုံရှုံခဲ့ရတဲ့အချိန်တွေလောက်ဖို့ဂိုင်ဘတ်တွေအပေါ်ညီးငွေခဲ့ရတဲ့အချိန်တွေကိုပြန်ကာမိအောင်စူးစမ်းခြင်းပဲဖြစ်ပါတယ်။ဖြည့်ရှင်းမှုများအားဤကော်လန်၌ဖြည့်ပေးပါ။ဆောင်ရွက်မှုအဆင့်6နောက်ဆုံးကျန်ရှိသော ကော်လန်ကအနာဂတ်ကာလအတွက်အာယုံဆိုင် ဆောင်ရွက်မှုတွေကို ဖော်ပြပါတဲ့အနေနဲ့ ABCDE ဆိုတဲ့သက်ဆိုင်ရာကော်လံ၅ခုကနေဘာတွေသိရှိနားလည်ပြီးနောက်တစ်ချိန်အနာဂတ်ကာလမှာဘာတွေကိုအဓိကအာရုံစိုက်ဆောင်ရွက်ရမလဲဆိုတာကော်လံ၆အတွင်းကြိုတင်ဖြစ်စွပ်ပေးရမှာဖြစ်ပါတယ်။အကယ်၍သင်စီမှာတရားပြဿနာတရက်ရှိနေပြီးစိတ်ဖိစီးမှုအခြေအနေအထက်လုပ်ငန်းစွမ်းဆောင်မှုပုံမူလိုအပ်နေတဲ့ပြဿနာဖြစ်နေခဲ့ရင်တော့ဇယားကွက်၃သန်းသမားလေးကိုအသုံးပြုပါ။ လုပ်ငန်းဆိုင်ရာစဉ်စားတွေးခေါ်မှုတွေနဲ့ပတ်သက်ပြီးတင်ကဘလို့အကောင်းဆုံးပြုပြင်မိုးမှန်နိုင်တာကို၎င်းစရာကွက်ကအကောင်းဆုံးအကူအညီပေးမှာဖြစ်ပါတယ်။တင်အနေနဲ့လုပ်ငန်းစွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့ပြဿနာတွေကိုထိရောက်စွာပြုပြင်မိုးမှန်ခြင်းတွေလုပ်နိုင်တာနဲ့အမျှစွမ်းဆောင်ရည်မြင့်တက်စေတဲ့တွေးခေါ်မျှော်မြင်မှုတွေမြင့်တက်လာမှာဖြစ်ပါတယ်။ပုံကူတူးချင်းစီတိုးတက်မှုအခြေအနေကိုလေ့လာခြင်းလုပ်ငန်းဆောင်ရည်ရ၌နောက်နေကြံ့ကြာတက်တော်လဲ စေဆက်တေးကြစွာလုတ်ကင်တတ်သည့်ရွန်ဤအကြောင်းရွန်ဟာလုပ်ငန်းခွင်အတွင်းလုပ်ငန်းဆိုင်ရာတိုးတက်မှုအခြေအနေအရရက်ကိုတင်ပြရမှာအခက်အခဲတွေ့တက်လေးရှိသူတယောက်ဖြစ်ပါတယ်ရွန်ဟာနောက်ထပ်လာမယ့်ဆွေးနွေးတင်ပြမှုတွေအတွက်စိုးရိမ်စိတ်ထားရှိပြီးဂျိုတင်တော့ကရောက်နေတက်ပါတယ်သူကသူတာဝန်ယူရတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်စေချင်တာကြောင့်တောင်းဆိုမှုတွေများတက်သူလည်းဖြစ်ပါတယ်ရွန်ကိုအနီးကပ်လေးလာမှုတွေလုပ်ကြည့်ရမှာတော့ လုပ်ငန်းဆောင်ရွက်မှုတွေမှာနေကွေတက်တော်လဲအစားစားအရာရာကိုခရီးစိတ်တွင်းကြစိတ်ဆက်သေးကြစွာလောက်ကွိုင်းတက်တဲ့လုပ်ငန်းအတွက်အကောင်းဆုံးရလက်ကိုမျှော်မှန်းရတဲ့သူတယောက်ဖြစ်တာကိုတွေ့ရှိရပါတယ်။ရွန်ဘတ်ကတောင်းဆမှုတွေများတက်တာတော့မှန်ပါတယ်။တခါတည်းရန်လုပ်ငန်းအကျိုးရှိဖို့အတွက်မဖြစ်မနေလုပ်တဲ့အခြေအနေတွေကိုကြိုတင်သိရှိလိုက်တာနဲ့အမိတ်စကားဆန်ဆန်အားလုံးကိုတွန်းတွန်းတိုက်တိုက်ဆောင်ရွက်ခိုင်းတတ်ပါတယ်။ရွန်ဟာ လူအများကို အလောက်စူးစားစေခြင်းယုံတာမကပဲသူ့ကိုယ်သူလည်းအစင်အမြဲအရေးအသွေးတောက်ပြောင်နေအောင်လောက်ကင်စူးစားနေလေးရှိပါတယ်ရောအနေနဲ့အောင်မြင်မှုရရှိရေးတခုအတွက်အာယုံစိုက်တက်ခြင်းမရှိပဲကြရှုံးနိုင်တဲ့အခြေအနေတွေကိုပါကြိုတင်ရိပ်စားမိအောင်လေ့လာဆောင်ရွက်လေးရှိပါတယ်လူတယောက်အတွက်အရေးကြီးတဲ့အခြေအနေတစ်ရက်ကိုအလေးအနက်ထည့်သွင်းစဉ်းစားတတ်ခြင်းမရှိရင်စွမ်းဆောင်မှုအလုံးက စိတ်ဖိစည်းစေတဲ့အရာတွေအဖြစ်အသွင်ပြောင်းသွားလိမ့်မယ်လို့ရွန်ကအခိုင်အမာယုံကြည်ထားပါတယ်။ရွန်အထူးပြောဆိုလိုသည့်နောက်ဆုံးအချက်ကကိုကိုကိုယုံကြည်မှုတွေမြင့်တက်လာစေဖို့လက်တွေ့အသုံးချနိုင်လောက်တဲ့ကြွမ်းကျင်မှုတွေလိုအပ်ပါတယ်။ကိုယ်တိုင်ရေးဆွဲထားတဲ့မဟာဗျူဟာတွေအောင်မြင်စွာအသုံးချနိုင်စေလောက်တဲ့ကြွမ်းကျင်မှုတွေလိုအပ်ပါတယ်။ကိုယ်တိုင်ရေးဆွဲထားတဲ့မဟာဗျူဟာတွေအောင်မြင်စွာအသုံးချနိုင်စေဖို့ကြုံလာသမျှပြဿနာတွေကို မရှောင်မရင်ဆိုင်ပြင်ရှင်းပေးပါအရာရာကိုဘလို့အခက်အခဲပဲရှိရှိလုံနိုင်နေဆိုတဲ့ခံယူချက်ထားရှိပေးပါအခြေအနေတရက်ပေါ်လက်ခံမလားညင်းစုမလားဆိုခြင်းအတွက်စဉ်းစားဆုံးဖြတ်ခြင်းစိတ်ဖိစီးမှုနဲ့ဆိုင်တဲ့အခြေအနေတရက်ပေါ်လက်ခံခြင်းညင်းစုခြင်းတွေလုံနိုင်ဖို့အတွက်စိတ်ဖိစီးမှုအခြေအနေအမျိုးမျိုးကိုရောကြစေတဲ့စဉ်းစားတွေးခေါ်မှုတွေကိုခွဲခြမ်းစိတ်ပြအပြေရှာနိုင်ဖို့လိုပါတယ်ဂျီနီနဲ့ပတ်သက်တဲ့ပြဿနာကို လေ့လာရမှာ ဂျီနီယာအစစအရာရာစိတ်ဆက်သေးကြတဲ့သူတဦးဖြစ်ပြီးလုပ်ငန်းတာဝန်မှန်သမျှကိုလည်းအကောင်းဆုံးလုပ်ကိုင်နေသူတယောက်ဖြစ်ပါတယ်စိတ်ဆက်သေးကြစွာလုပ်ကိုင်နိုင်တဲ့သူဖြစ်တာကြောင့်အချို့သောအလုပ်တာဝန်တွေမှာနှောက်ကြပြီးမှလက်စတက်ရတော့လဲအမားယွင်းတစုံတရာမရှိတာကိုတွေ့ရတတ်ပါတယ်စိတ်ဆက်သေးကြတဲ့လူတွေဟာအလုပ်လုပ်ချိန်သူများထက်ပိုမိုကြာရှည်တက်တာကြောင့်ဖိအားတွေများနေတတ်ပြီး ဖီအားလွန်ခဲ့လာတဲ့အခါအစိပ်ပြီးစည်းမှုခံရတဲ့အခြေအနေတို့ပြောင်းလဲသွားတတ်ပါတယ်။တခါတည်းရန်ကိုပိုင်ယုံကြည်မှုတွေဟာစိပ်ပြီးစည်းမှုဖြစ်စေဖို့တတ်တတ်တစ်ခုတည်းအတွက်စိုးကြိုးပေးနေတာမဟုတ်ပဲအောင်မြင်မှုအတွက်အားဖြစ်ပေးနိုင်တဲ့အားသာချက်တွေအဖြစ်ယက်တီပေးနိုင်ကြပါတယ်။ဒီတော့တင်ကြုံတွေ့ရတဲ့အခြေအနေတရက်အပေါ်လက်ခံမလားညင်းဆူမလားဆိုတာကိုစုံဖြတ်စင်စားဆုံးဖြတ်နိုင်မှုအတွက်ပြက်တနာယုံကြည်မှုရည်မှန်းချက်တွေရဲ့အခြေအနေတစ်ခုချင်းစီကိုချရေးပြီး တင်ကြုံတွေ့နေရတဲ့အဖြစ်အပျက်တစ်ခုရဲ့အာသာချက်နဲ့အားအနေချက်တွေကိုအောက်ပါအတိုင်းခွဲခြားပေးပါပြေတနာလီလာတင်ယူနိုင်စွာမရှိလေးကံဖင်းနှွက်ခြင်းယုံကြည်မှုကျမဖြေဆိုသမျှအလုတ်စာမေးပွဲတွေမကြရှုံးစေရဘူးစာမေးပွဲကြရှုံးခြင်းဟာကျမဘဝရဲ့တိုက်ပွဲတစ်ခုကြရှုံးခြင်းအသိပ္ပယ်ဆောင်သွားလိမ့်မယ်ရီမန်းချက်ကျမဒီနေ့မနက်မနက်မှာစာရိစပြီးလီလာပြစ်တယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့စိတ်ပိစီမှုပြေတနာဘလို့ဖြေရှင်းမလဲ how to deal with stress creating success အပိုင်း၃ဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်ရဲ့ Sony Boat Channel လေးကျွန်တော်ရဲ့ Channel လေးဖြစ်တဲ့ Sony Boat Channel လေးကို Subscribe လုပ်ပြီးတော့ Notify Bell လေးနှိပ်ထားပေးဖို့မေတ္တာရပ်ခံပါတယ်သဘောကျနှစ်သက်တယ်ဆိုပါကလည်း Like and Share လေးလုပ်သွားပေးဖို့မေတ္တာရပ်ခံပါတယ်အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးရန်နဲ့အသွေးသွေးနဲ့ကကြီသုံးပါးရံမှာအမြန်ဆုံးကင်းဝေးပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြဲဆုံးပြန်လည်နေထိုင်ပါနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ